ဟယ်လိုဝါလုံးဝင်းမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါရစေ။ Fabrizio ရဲ့ report အရ Manchester United ဘုတ်အဖွဲ့တွေရဲ့ဘက်ကတော့နီးပြအပြောင်းလဲလုပ်ဖို့စိတ်ကူးမရှိသေးတယ်လို့လက်ရှိ Amorim ကိုလည်းဒီဇင်ဘာပွဲချက်ကာလအတွင်းကို အပြည့်အဝထောက်ခံထားအောင်မှာဖြစ်တယ်ဗောနော်။အတင်းအတွင်းမှာဆိုလို့ရှိရင် Amorim ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အစည်းအဝေးတစုံတရာလုပ်ထားတာမျိုးလည်းဘာမှမရှိသေးတယ်လို့လက်ရှိအချိန်ထိ Amorim ရဲ့ဆွမ်းဆောင်ရည်ကိုလည်းထောက်ခံထားစေဖြစ်တယ်ဆိုပြီး report လုပ်ထားတယ်။ ဆိုတော့ဒီသတင်းနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ဆွေးနွေးကြည့်အောင်ညီကတို့ရဘလို့မြင်ကြလဲအတင်းမကမှန်ကန်တဲ့ထောက်ခံမှုတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားတကူတော့ရှိတယ်ဗျ MO ရင်ကိုယ်တိုင်လည်းဒါကိုအယုံကြည်ရှိလိမ့်မယ်လို့မထင်ဘူးကျွန်တော်တို့အတင်းတာဝန်ရှိသူတွေဘက်ကထောက်ခံနေဘာညာဆိုတာမျိုးကအတိုင်းတာတစ်ခုထိပဲကျွန်တော်ရမှာပဲအနီးပြားကိုယ်တိုင်ကလည်းဒါကိုသိထားမှာပဲဘသူကမှန်ပေါ့နော်ရလက်တီတောက်လျှောက်အများကြီးစိုးနေတဲ့အခြေအနေမျိုးမှာပထမယာဒီကလိုမျိုး MO ရင်ကိုတွေးပြီးကြတော့မှာမဟုတ်ဘူး အလိုလေဆိုပထမယာဒီမှာဆိုလို့ရှိရင် MODIN အတွက်ဇန်နဝါရီပြောင်းရွှေ့မှာလည်းလူခေါ်တာထူးထူးခြားခြားမရှိခဲ့တယ်လို့ယာဒီအလဲကြီးမှာခန့်အပ်ထားတယ်ဆိုတဲ့အခါကျတော့ MODIN လက်ရှိတိုင်ပတ်တာတွေနဲ့ပတ်တယ်လို့ဘောနော်အားလုံးကသူ့ကိုထောက်ခံထားကြတာနားလေပေးထားကြတာဒါပေမဲ့ဒီယာဒီကကျတော့အဲ့လိုမဟုတ်တော့တဲ့အတွက်ပြီးခဲ့တဲ့ယာဒီကလိုမျိုးဖြစ်နေဦးမယ်ဆိုရင် MODIN ကိုယ်တိုင်လည်းပဲငါအချိန်ရတော့မှာမဟုတ်ဘူးဆိုတော့သူကောင်းကောင်းသဘောပေါက်ထားလိမ့်မယ်လို့ထင်တယ်အဲကောင်းတာတစ်ခုကတော့နီးပြတယောက်ကိုဘလို့အချိန်ကြီးမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ပိုင်ရှင်ကြီးဟာအပြေအဝါထောက်ခံထားစေဆိုတော့ ဒါကစားသမားတွေအတွက် okay ငါတို့တော့ပေါ်ပေါ်တန်တန်ကစားလို့မရတော့ဘူးเนาะနီးပြကဆက်ပြီးတော့ရှိအောင်မယ်ဆိုတော့အကယ်လို့များငါတို့အချင်းကြီးမကောက်ရင်ငါတို့ပဲကြောင်ထိုးထားခံမှာပဲဆိုတော့ပုံစံမျိုးနဲ့ဒီကောင်တွေအတွေးဝင်သွားနေတဲ့နေထိုင်မျိုးဒါဆိုလို့ရှိရင်နီးပြကလက်ရှိရက်လက်စုတွေကိုအပြောင်းလဲလုပ်ဖို့အတွက်ပူပြီးတော့မြန်လွယ်မလားပေါ့ဒါမျိုးကလည်းကျွန်တော်ရှိသေးတာအဲနီးပြတယောက်ကဘလောက်ပဲ နီးစနစ်တွေကောင်းနေဆိုးတယ်ပဲကျွန်တော်ပြပေါ့ကစားမားတွေရဲ့ဘက်ကလိုက်ပြီးတော့မလုံနိုင်ဘူးဆိုလို့ချင်းတိုင်ပတ်မှာပဲပေါ့နော်အဲသို့တော်လည်းပဲလက်ရှိမှာ MOD နဲ့ပတ်သက်လို့ပူပြီးတော့ဝေဖန်လာကြပြီပေါ့လက်ရှိအတင်းရဲ့ကစားပုံတွေအပြောင်းလဲမရှိတာနော်ကစားမားတွေရဲ့ဘက်ကလည်းဘယ်လိုပြောမလဲ position out of position တွေမှာအများကြီးတုံးဆွဲခံနေရတဲ့ကစားမားတွေဖြစ်တော့ performance မပြနိုင်တာအတင်းတင်းကိုရွေးချယ်တဲ့အခါတိုင်းမှာဆိုလို့ချင်း balance မညီတဲ့အတင်းမျိုးဖြစ်နေတာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် MOD ဟာပူပြီးတော့ဒီချိန်မှာကစားသမားတွေထက် pressure ရှိနေတယ်လို့ပြောလို့ရတယ် ဆိုတော့ဟိုဘယ်လိုပြောမလဲဒီဇင်ဘာပွဲချက်ကာလအတွင်းမှာအပြေအဝထောက်ခံထားအောင်မှာဖြစ်တယ်လို့ဒါအသင်းဘက်ကပြောတာကတော့ကျွန်တော်တို့ပြလက်ရှိအသင်းဘက်ကရလက်မကောင်းတိုင်းဒါရီကအမြဲတမ်းတွေးရတယ်လို့ကျွန်တော်ထင်တယ်။နော်အမ်ဘိုရင်ဆက်ရှိမှာပဲဖြစ်ဖြစ်နော်ထုတ်ပယ်ခန်းတော့မှာပဲဖြစ်ဖြစ်။ဒါပေမဲ့သတင်းတွေကိုခြုံငုံကြည့်တဲ့အခါမှာအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကနောက်ထပ်နီးပြတယောက်ကိုခံဖို့အတွက်မလုပ်သေးတာတော့အမှန်ပဲ။ဘယ်သတင်းဌာနပဲကျွန်တော်တို့ကြည့်ကြည့်ပေါ့နော်။ဟိုယုံကြည်ရတဲ့သတင်းဌာနတွေကဆိုလို့ချင်းအမ်ဘိုရင်အတွက် United တာဝန်ရှိသူတွေရဲ့ဘက်ကစိတ်ပူစားပြုတ်လာပြီးတော့ဘာလို့ဒီ ရှိဘူးရေးမထားသေးဘူးပုံမှန်အားဖြင့်ဆိုလို့ချင်းကြားနေရပြီဗျာဒါပေမဲ့အခုချိန်မှာလုံးဝကြားမထားသေးဘူးအဲ့တော့ဒါဟာ MODIN အတွက်ကောင်းတဲ့တစ်ချက်ပဲဒါပေမဲ့လို့ MODIN ကဒီလိုမျိုး ထောက်ခံမှု အပြည့်ဝရနေစေကာလမှာဟိုဒီလိုဘယ်လိုရလက်မကောင်းတာတွေကိုသူကပြောင်းပြန်လှန်ပြနိုင်ဖို့လိုတယ်ဗျာနော်ဆိုတော့ဟိုအခုလိုအခြေအနေမျိုးမှာတောင်းမပါနော်ဘယ်သူမှမသူ့ကိုဖိအားပေးမထားသေးဘူးဆိုရင်လာမယ့်ကျွန်တော်တို့တနင်္လာနေ့မှာကစားမယ်ဥပဟန်နဲ့ပွဲမှာနိုင်ပွဲယူနိုင်အောင်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ပျောက်သွားနိုင်တယ် ပြန်ပြီးတော့ပျောက်သွားနိုင်ပါတယ်เนาะဆိုတော့ဝူပန်နဲ့လည်းပွဲရတော့ကျွန်တော်ဘလူးအချီနီမှာပဲဖြစ်ဖြစ်အနိုင်ရတင်နေပေါ့เนาะဆိုတော့အမိုရင်ရဲ့အနာကက်ကလည်းအဲ့ဒီတပွဲအပေါ်မှာမူတည်ပြီးတော့အပြောင်းလဲဖြစ်တင်တယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့တေးကြတာတခုကဝူပန်နဲ့နဲ့ပွဲမှာအနိုင်ရလိုက်မယ်ဆိုလို့ရှင်အမိုရင်တို့ပို့ပြီးတော့ကောင်းသွားမယ်ဒီလိုခက်ခဲတဲ့ကာလတွေမှာတောင်မှအဲကျွန်တော်အမိုရင်ရဲ့အနာကက်ကစိတ်ပူစရာမရှိသေးဘူးဆိုရင်အဲ့ဒီပွဲမှာပို့ပြီးတော့တောင်မှမရှိတင်ပါသေးတယ်เนาะဆိုတော့အကယ်လို့အဲဝူပန်နဲ့နဲ့ပွဲကိုနိုင်ရင်ပေါ့လေဒါပေမဲ့ဒီလိုတေးကြတာတခုကတော့အသင်းဘက်က နီးပြားတယောက်ကို ထောက်ခံတာတွေကကျွန်တော်အနေနဲ့ပေါ့နော်ဒါအရင်ကြီးဟိုဒီနီးပြားကိုငါတို့ကတော့အချိန်ပေးမယ်ဟေးဆိုပြီးတော့ဆွတ်ဆက်ပြီးတော့အချိန်ပေးလို့မရဘူးဗျာဒီလားအချိန်ဆွတ်ဆက်ပေးလို့မရအောင်ငါတို့ဘာကြောင့်အချိန်ပေးတင်တာလဲဩဒါတွေဒါတွေကြောက်မဲဆိုလို့ရှိရင်တော့ထားအောင်တော့အချိန်ပေးတင်တဲ့အကြောင်းအပြချက်တွေရှိနေတယ်ဆိုလို့ရှိရင်တော့ထားအောင်တော့အခုကအတင်းပိုင်ရှင်ရဲ့ဘက်ကအချိန်ပေးတယ်ဆိုတာကသူတို့ရဲ့အမှားကိုဝန်မခံခြင်းတဲ့ပုံစံမျိုးသူတို့အမှားလုပ်လိုက်ပြီဆိုတာကိုမသိစေခြင်းတဲ့ပုံစံမျိုးနဲ့သူတို့ကဆက်သွားနေတာ ်တို့အသင်းရဲ့အာကစားနဲ့အာကစားကဏ္ဍနဲ့ပတ်သက်လို့ရှိရင်ခန့်ထားတဲ့သူတွေကအထွေထွေရှိတဲ့ထားမှာတော့မန်ချက်စတာစီးတီးတို့ဘာလို့ကသူတွေကြီးပဲပြည်ထနာကအသင်းတာဝန်ရှိသူတွေဘာကအဲ့ဒီလူတွေခေါ်ပြီးတော့အသင်းမှာနေရာပေးတာတွေကနေရာအမှားတွေဖြစ်နေတယ်မန်ချက်စတာစီးတီးမှာဆိုလို့ရှိရင် Jason Redcox တို့ကဘယ်နေရာတွေတာဝန်ထမ်းဆောင်ခဲ့ရတယ်လဲနော်ပြီးလို့ရှိရင် United မှာကျတော့ဘယ်လိုနေရာမျိုးတာဝန်ထမ်းဆောင်နေရတယ်လဲအဲဒါတွေကိုကျွန်တော်ကြည့်ကြည့်ပေါ့သိတယ်မလားဆိုတော့အဲအသင်းမှာလက်ရှိဒါနီးစနစ်ဒါရိုက်တာဖြစ်နေတဲ့သူတွေကဟိုကလပ်တွေမှာအာကစားဒါရိုက်တာဖြစ်ခဲ့တဲ့သူတွေ အကယ်ဒမီကိုကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ရတဲ့သူတွေလက်ရှိအသင်းကိုပေါ့နော်ဟိုဦးစီးနေတပါးဆိုတဲ့သူတွေကရှေ့ကလပ်ဒီမှာအဲ့ဒီဒီနေရာလေးနဲ့မသက်ဆိုင်တဲ့သူတွေဖြစ်နေတယ်ဗျာဆိုတော့ဟိုအဲ့လိုမျိုးကြောင့်ပေါ့နော်အသင်းကဟိုအချိန်ပေးတယ်နီးပြကိုအချိန်ပေးတယ်ဆိုတဲ့နေရာမှာသူတို့အမှားလုပ်လိုက်တယ်ဆိုတာကိုဝန်မခံခြင်းနဲ့ပုံစံမျိုးမျိုးအချိန်ပေးလို့ကျွန်တော်ဖြစ်နေတယ်တော်လေးကိုစိတ်ပျက်စရာပါတိုးတော်လေးပဲ MOD ကိုလက်ရှိအသင်းတာဝန်ရှိတဲ့ဘက်ကအချိန်ဆက်ပေးထားအောင်မယ်ဆိုပြီးတော့တည်ရတယ်ဝူဘန်ဟန်နဲ့ပွဲမှာအနိုင်ရလိုက်မယ်ဆိုလို့ရှိရင် ပို့ပြီးတော့တော့မှဒါတွေကခိုင်မာလာနိုင်ပြီးတော့အကယ်လို့မြန်ရှုံနေမယ်ဆိုရင်ပြဿနာတက်သွားနေတဲ့ချိန်မျိုးပါ MO တွေအတွက်ကျွန်တော်တို့ဒီဝေဖန်မှုတွေကအများကြီးတက်လာနိုင်ပြီးတော့အသင်းတောင်ရှိတွေရဲ့ယုံကြည်မှုတွေပါပျောက်သွားနေတဲ့အနေအထားမျိုးပါဒီကလို့ရောဘလို့မြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်